အပြုတ်သဘောဆောင်တဲ့ဘက်ကနေအပြတ်သဘောဆောင်တဲ့အခြေအနေထိပြောင်းလဲလာတဲ့ဒဇောင်မုံပန်းတကူဒဇောင်မုံပန်းတကူဆိုတာကမြန်မာလူမျိုးတွေအတွက်တော့အလေးထားရတဲ့ရိုးရာဒလေးတစ်ခုပါပဲပန်းတကူဖြစ်ချင်းဆိုတာကပစ္စည်းတွေကိုတည့်ရစွာထုတ်ပိုးပြီးတော့မနှက်စောစောမှလူနေတဲ့လမ်းဘေးဒါမှမဟုတ်လမ်းဆောင်ဘေးတွေမှာခြားထားပေးခြင်းကိုဆိုလိုတာပေါ့မြန်မာဒလေးအရာမြန်မာချမင်းဟင်အဝိထဲငွေကြေးစတာတွေကိုလူတွေမြင်နိုင်လောက်မဲ့နေရာမှာခြားထားပေးရတာဖြစ်ပြီးအရင်ဆုံးမြင်ပြီးကောက်မိတဲ့သူမှလည်းဝမ်းသာပျော်ရွှင်မှုကိုအပြည့်အဝခံစားရတာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိ ကအချင်းကြီးရတော့ပန်းတကူဖြစ်တာထက်ပန်းတကူကျဲချတာဆိုရင်ပုံမှန်ပါလိမ့်မယ်တော်တော်များများတွေးနေရတာကကားပေါ်ကနေကျဲချတာမျိုးတွေအရှိကကျဲချလိုက်ရင်အနောက်ကအလူရဲ့လိုက်ကောက်တာမျိုးတွေပဲဖြစ်ပါတယ်ဒီလိုမျိုးလှူတာကလည်းအလူလို့ခေါ်တွင်နေဆိုပေမဲ့စိုးချိုးအနေနဲ့ကတော့အတန့်ရရဲ့ပါကြုံနိုင်တဲ့အချင်းကြီးပဲဖြစ်ပါတယ်အထူးသဖြင့်အန်ဒီရဲ့ရှိအောင်ကျဲချတဲ့အခါကျရင်တော့လူတွေကအတင်းလူကောက်ကြပြီးဒူးပြဲတံတောင်ပြဲတာတွေအတင်းတွန်းထုတ်ကြပြီးတယောက်နဲ့တယောက်ခိုက်ရန်ဖြစ်ပေါ်တာမျိုးတွေပါဖြစ်နေကြတာဖြစ်ပါတယ် အရင်ကတော့လူမသိသူမသိအေးချမ်းပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ရိုးရာဓလေ့ကအခုတော့ရံဖြစ်စကားများကြတာကအဆောင်သွေထွက်တန်ရဖြစ်ကြတဲ့အဆုံးထိပါပဲ။ ပန်းတကူကောင်ရင်နဲ့မတော်တဆဖြစ်တဲ့အမှုတွေကလည်းအရင်ကထက်ပိုများလာပြီးတော့ဒီပန်းတကူအတော်အတွင်းမှာထိခိုက်တန်ရာရသူတွေက73ရောက်ထပ်မနေရှိတယ်လို့သိရပါတယ်။ကလေးလူကြီးမချန်ပန်းတကူကောင်ရင်နဲ့ဆိုင်ကယ်တိုက်မိတာတို့ကားနဲ့တိုက်မိတာတို့ကိုရှေ့ဆင်းနောက်ဆင်းကြားနေရတာဖြစ်ပြီးတော့ဒီလိုပြောင်းလဲလာတာကအပြတ်သဘောဆောင်တဲ့ဘက်မှာပဲဖြစ်ပါတယ်။လူတွေရဲ့လိုအပ်မှုတွေကလည်းအရင်ကထက်ပိုများနေတဲ့ခေတ်ကာလဖြစ်တာမလို့အခုလိုမျိုးအလကားရတဲ့အခါကျဘာကူမှမကြည့်နိုင်တော့ပဲအန်တီရဲ့ရှိတဲ့အထိပြုတ်မှုမိကြတာလည်းဖြစ်နိုင်ပါတယ်။ ပရိသတ်တို့အနေနဲ့ရောပန့်တကူရဲ့ပြောင်းလဲလာမှုနဲ့စိုးကျိုးတွေပေါ်ဘလို့ထင်မြင်မိလဲရှင်။နောက်နေ့ပန့်တကူအတွက်လည်းအကျိုးများမဲ့နီလန်းတွေရှိမယ်ဆိုရင်တော့အကြံပြုပေးသွားကြပါဦးနော်။ခြေရပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။